မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ3ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဒဝယ်မြို့နယ်မောင်မရှောင်ကျေးရွာဟာလီခွေမှာအခိုင်အမာတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စကမ်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သား15ဦးသေဆုံးပြီးတနက်နှက်လနဲ့ခဲယမ်းများကိုတိမ်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘားလ29ရက်နေ့မနက်6နာရီဝန်းကျင်အချိန်မှာဒဝယ်မြို့နယ်မောင်မရှောင်ကျေးရွာဟာလီခွေမှာအခိုင်အမာစကမ်းချတဆွဲနေထိုင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုဝင် ပစ်ခတ်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှု၄နာရီဝန်းကျင်ကြာမြင့်ခဲ့ပြီးတော့စခန်းကိုအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာအကြမ်းမှစစ်သား15ဦးသေဆုံးပြီးတော့အများပြားဒဏ်ရာရရှိက MA3 အမျိုးအစားတပ်နက်နှစ်လက် 5.56G 400တော့ကြီပောက်ခွန်တစ်ခု အုတ်ထုတ်နှလုံးလက်ပြဘုံတစ်လုံးလက်ကင်ဖုန်း၃လုံး equipment ကပတ်တစ်ခုစစ်သုံးပတ်ခတ်တစ်ခုကင်မရာတစ်လုံး14မိုင်းတစ်လုံးနဲ့ဟန်ကောတစ်လုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကူလာတာတွေလည်းရှိတယ်လက်နက်ကြီးပစ်ကူပေးတာတွေလည်းရှိပါတယ်။ဒါပေမဲ့အခိုင်အမာတဆွဲထားတဲ့ area ကိုတော့တင်ပိုင်နိုင်ခဲ့ပါတယ်။လက်နက်ကြီးပစ်ကူကဇဟာအခြေဆိုင်300နှစ်အမြောက်တပ်နဲ့ရေပြူမြို့နယ်ကြောက်ကညာရွာအခြေဆိုင်304အမြောက်တပ်တွေကအဓိကပစ်ကူပေးနေပါတယ်။ ်စစ်ကူကတိုက်ပွဲဖြစ်တဲ့နာတဖာလုံကန်းအကွာမှာဖျားမဲစစ်စေးရိတ်ဂိတ်ကပါပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်သားတွေနဲ့ဝေးဝေးရှောင်ရှားနေထိုင်ကြဖို့နဲ့တိုက်ပွဲဖြစ်လာရင်ဘေးလို့ရာကိုပဲရှောင်ရှားနေကြဖို့ကိုမြစ်တာရက်ခံကြပါတယ်လို့ရေပြည်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကိုရေပြည်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ YPPDF နဲ့ တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိဘဲနဲ့အောင်မြင်ခဲ့တယ်လို့သိရပါတယ်။တနိုင်ငံလုံးအတိုက်အတာနဲ့စစ်စင်ရေးများကိုအရှိန်ဟုန်တုံးပြစွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့စစ်ရေးအထူးအသည့်သတိပြုသွားလာနေထိုင်ပေးကြပါရန်တိုက်တွန်းထားတယ်လို့သိရပါတယ်။တော်လန်ရေးနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှပြည်သူ့ဘက်အမှန်တရားဘက်ကိုရက်တီလို့တဲ့ စစ်ကောင်စီဘက်ကစစ်တီတော်များရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ဝင်ကိုခုံလုံပြီးတော့အ мян ဆုံးပူးပေါင်းပါဝင်ကြရန်ဆက်လက်တိုက်တွန်းဖိတ်ခေါ်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်အင်မင်ကျေးရွာနဲ့ကိုပင်ကျေးရွာကြားမှာရှိတဲ့ရေနံချက်ဆက်ရုံအနီးမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုရော့ကက်လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ2ရက်နေ့မနက်9:00နာရီကအင်အား100ခန်းနဲ့ပခုတ်ကူမြို့နယ်6ကန်ကျေးရွာကနေအနောက်တောင်ဘက်တောထဲကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးလာကြောင်းသတင်းရရှိတဲ့အတွက်ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့တိုက်ခိုက်ရန်အသင့်ဆောင်ဆိုင်နေခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဆောင်ဆိုင်နေတော့လေအကြမ်းဖက်စစ်သားများကပြည်သူ့ကာကွယ် တပ်ဖွဲ့ဝင်များရှိရာဘက်ကိုရောက်ရှိလာခြင်းမရှိဘဲအင်ပင်ကျေးရွာနဲ့ကိုပင်ကျေးရွာဘက်ကိုထွက်ခွာသွားတဲ့အတွက်ရေနံချက်ဆက်ရုံအနီးအရောက်မှာရော့ကတ်လက်နက်ကြီး၃လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ယာကင်းနှစ်ခုအကွာလောက်ကိုစက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အပြန်အလှန်ပစ်ခတ်မှုတော့မဖြစ်ဘူး။စစ်ခွေးတွေဘက်ကရှေ့တက်မလာဘဲနဲ့ဆက်ရုံဘက်ကိုပြန်သွားတာ စစ်ခွေးတွေကရှေ့၆ကန်ဘက်ကနေလာတာဆိုတော့ဘယ်ဘက်ကမှတက်လို့မရဘူးလို့ဘုံဝေဟောက်ကပြောကြားထားပါတယ်။ရော့ကလက်နဲ့ကြီးနဲ့ပြစ်ခတ်ခံရပြီးတဲ့နောက်အကြမ်းစစ်တပ်စစ်ကြောင်းကအထည်ချုပ်ဆက်ယုံအတွင်းကိုဝင်ရောက်သွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို Cobra 1ပခုတ်ကူနဲ့အခြားသောမဟာမိတ်တပ်များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမိဘပြည်သူများအနေနဲ့အကြမ်းစစ်တပ်စစ်ကြောင်းအနည်းကိုတွာလာနေထိုင်ခြင်းမပြုကြရန်မြစ်တာရက်ခံထားတယ်လို့သိရပါတယ်။အလားတူပဲ နိုဝင်ဘာလ၁ရက်နေ့မနက်၇နာရီအချိန်မှာမန္တလေးတိုင်းငန်းစုံမြို့နယ်မင်းနေကုန်းရွာမှာရှိတဲ့နေမြေကန်ရဲစခန်းကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်သား၄ဦးသေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းမြင်းကြံခရိုင်တပ်ရင်းခေါ်0ပျောက်ကြားတပ်ဖွဲ့ကကိုတက်ကြီးကပြောကြားထားပါရယ်။ မင်းနေကုန်းရွာနယ်မြေရဲစခန်းကို80မမလက်နက်ကြီးနှလုံးနဲ့တွားရောက်ပစ်ခတ်ခဲ့ပါတယ်။အဲ့လိုပစ်ခတ်လို့စစ်တပ်အထိုင်ချထားတဲ့ရဲစခန်းတွေကိုတဲ့တဲ့ကြားရောက်ပောက်ကွဲပြီးစစ်သား၄ဦးသေဆုံးပြီး၃ဦးဒဏ်ရာရရှိခဲ့တယ်လို့အတွင်းသတင်းရရှိခဲ့ပါတယ်လို့ကိုတက်ကြီးကပြောဆိုထားပါတယ်။၎င်းပစ်ခတ်တိုက်ခိုက်မှုကိုမြင်းကြံခရိုင်တိုင်ရဲအမှတ်ခွန်ကော်လန်4အမောင်စစ်တီအဖွဲ့ကပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဂံကောမြို့နယ်မှာရှိတဲ့မြောက်ခင်ရံပြူစောတိကျေးရွာကထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို drone နဲ့ဘုံကျဲတိုက်ခတ်ရာစစ်သားနှောင်းဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၁ရက်နေ့မှာဂံကောမြို့နယ်မြောက်ခင်ရံပြူစောတိကျေးရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံကျဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားနှောင်းဦးတေဆုံးပြီး၁၀ဦးကန်ထိခိုက်တယ်ရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာ drone ဘုံဒီ23လုံးကိုအုံပြုပြီးတော့14ချိန်တိုက်ခတ်ခဲ့ပါတယ်။စစ်ခွင်း၂ကောင်တေပြီးတော့၁၀ဦးကန်ထိခိုက်တယ်ရရှိခဲ့ပါတယ်လို့ ဂန်ကောခရိုင် drone တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုဂန်ကောခရိုင် drone တပ်ဖွဲ့အပါအဝင်ဂန်ကောခရိုင်အမှတ်1ခေါ်17 17 14တိုက်ရင်းများ ABSGF နဲ့ဂန်ကောမြို့နယ်ပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အေရဝတီတိုင်းမြောင်းမြထောင်မှာနိုင်ငံရေးအကျဉ်းသားကိုရဲရဲအောင်ကိုအချင်းဦးစီးဌာနနဲ့ရာဇဝဲသားလူမိုက်တွေကပူးပေါင်းပြီးတော့လှုပ်ကြံတပ်ဖြတ်မှုတရဖြစ်ပွားခဲ့ပြီးတော့ကိုရဲရဲအောင်ဟာလှုပ်ကြံမှုကနေလွတ်မြောက်ခဲ့တော့လဲအရိုက်ခံရတဲ့အတွက်ဥကောင်းကွဲသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ16ရက်နေ့မှာမြောင်းမြအကျဉ်းထောင်မှာနိုင်ငံရေးအကျဉ်းသားကိုရဲရဲအောင်ကိုတည်တံ့ကြထားတဲ့ရာဇဝဲအကျဉ်းသားလင်းလင်းကတပ်ဖြတ်ရန်အတွက်တန်ကြုံနဲ့နောက်ကျောဘက်ကနေပြီးတော့အလစ်အငိုက်ဝေရောက်ထိုးခဲ့တယ်လို့သိရပါတယ်။ရာဇဝဲအကျဉ်းသားလူမိုက်လင်းလင်းဟာ မြောင်းမြထောင်ဒူတာဝန်ခံအရာရှိတင့်ဆွေကလက်တက်မွေးမြူထားတဲ့လက်ကင်ထုတ်ဖြစ်တယ်လို့သိရပါဗျ။ရာဇဝင်အကျဉ်းသားလင်းလင်းကရန်ညိုးရန်စမရှိဘဲနဲ့တေချာပြင်ဆင်ထားတဲ့တန်ချွန်နဲ့ နိုင်ငံရေးအကျဉ်းသားကိုရဲရဲအောင်ကိုထိုးသွင်းကတပ်ဖြတ်ရန်စ조사ခဲ့ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကကိုတိုက်ထုံးဦးကပြောကြားထားပါတယ်နိုင်ငံရေးအကျဉ်းသားကိုရဲရဲအောင်မှာတန်ချုံနဲ့ထိုးခံရတဲ့အချိန်မှာအချိန်မီရှောင်တိန်လိုက်နိုင်တဲ့အတွက်တန်ချုံဟာအုံနိုင်ရန်ကိုသာထိုးမိပြီးတဲ့နောက်အတန်အန္တရာယ်ကလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်ဒါပေမဲ့ရာဇဝဲအကျဉ်းသားလင်းလင်းကအနီးနားမှာရှိနေတဲ့ကုတ်ပြစ်ကြမ်းကင်းကနေပြုတ်ထွက်နေတဲ့တစ်သားเจ้าကိုနှုတ်ယူပြီးတော့နိုင်ငံရေးအကျဉ်းသားကိုရဲရဲအောင်ရဲ့ဦးခေါင်းကိုရက်ခွဲခဲ့တယ်လို့သိရပါတယ် အဲ့ဒီအဖြစ်အပျက်မတိုင်မီတရက်အလိုမှာမြောင်းများထောင်အာရာပိုင်းဒုတာဝန်ခံတင့်ဆွေကရာဇဝဲအကျဉ်းသားလင်းလင်းကိုနိုင်ငံရေးအကျဉ်းသားများဖြစ်တဲ့ ိုရဲရင်အောင်နဲ့ဒေါက်တာပြေဖြိုးကိုရိုက်နှက်ရန်နောက်ဆက်တွဲပြဿနာတစုံတရာဖြစ်ပွားလာမယ်ဆိုတာက၎င်းတို့အနေနဲ့ဖြည့်ရှင်းပေးမှာဖြစ်ကြောင်းနှုတ်နဲ့သေချာမှာကြားခဲ့တာကိုစုံစမ်းသိရှိရကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသားကိုရဲရင်အောင်ကိုလောက်ကျန်မှုဖြစ်ပွားနေတဲ့အချိန်မှာလည်းထောင်ဒုတာဝန်ကတင့်ဆွေနဲ့ကြီးကြပ်ရေးမှူးကျော်စီရတို့ကလူတက်မှုကျူးလွန်ရန်စ조사တဲ့တေတံကြရာဇဝဲအကျဉ်းသားလင်းလင်းကိုဖိရောက်တဲ့အရေးယူဆောင်ရွက်ခြင်းမရှိဘူးလို့သိရပါတယ်။ဒါအပြင်အိမ်မဲပြည်သူလွတ်တော်ကိုယ်စားလှယ်နိုင်ငံရေးအကျဉ်းသားဒေါက်တာပြေဖြိုးကို TV ယောဂတဲ့တွေထားတဲ့အခန်းထဲမှာထားထားတယ်လို့သိရပါတယ်။ထောင်အနာပိုင်များကလောက်ကျန်တက်ဖြတ်နေခြင်းကိုခံနေရတယ်လို့သိရပါတယ်။နိုင်ငံရေးအကျဉ်းသားများကိုရည်ရွယ်ချက်ရှိရှိနဲ့လောက်ကျန်တက်ဖြတ်နေတဲ့ဒူတာဝန်ခံတင့်ဆွေကြီးကြပ်ရေးမှုကြော်စီရတို့ရဲ့လူအခွင့်အရေးချိုးဖောက်နေမှုကိစ္စရပ်များကိုတာဝန်ယူတာဝန်ခံရမှာဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNNM ကပြောဆိုထားပါတယ်။ကိုရဲရင်အောင်ကိုအော်တိုဘားလ16ရက်နေ့မှာကိုလင်းလင်းကတတ်ဖို့စနစ်တကျပြင်ဆင်ခဲ့တာကိုလည်းတွေ့ရတယ်လို့သူ့ရဲ့တန်ကြုံနဲ့မထိုးနိုင်တဲ့အချိန်မှာ တစ်သားချောင်းနဲ့ရိုက်နှက်ခဲ့တဲ့အတွက်ကိုရဲရင်အောင်ဟာဥကောင်းမှာ၆ချက်ချုပ်ခဲ့ရပါတယ်ဒီပေါ်မှာထောင်အာနာပိုင်းနေအနေနဲ့ထိရောက်မှုရှိတဲ့အရေးယူဆောင်ရွက်ပေးမှုမရှိခြင်းကလည်း တပ်ဖို့စူးစမ်းသူကိုလင်းလင်းကိုအကာအကွယ်ပြုနေခြင်းဖြစ်တယ်လို့တဖက်လက်ကနေပြီးတော့သူတို့ကတပ်ဖို့ကြံစီတဲ့လူဟာကိုလင်းလင်းမဟုတ်ဘဲနဲ့ဒုတာဝန်ကတစ်ဆွေဖြစ်တယ်ဆိုတာကိုလည်းတွားပြီးတော့တွေ့ရပါတယ်ဒီဖြစ်စဉ်အပေါ်မှာထိရောက်တဲ့အရေးယူဆောင်ရွက်မှုရှိမရှိဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်နေတယ်လို့အဓိကညွှန်ကြားခဲ့တဲ့တစ်ဆွေကိုရောအချင်းဦးစီးဌာနကဘလို့အရေးယူဆောင်ရွက်မှုမျိုးလုပ်မလဲဆိုတာကိုစောင့်ကြည့်နေပါတယ်လို့ကိုတိုက်ထုံးဦးကပြောကြားထားကြောင်းသိရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာနဲ့မလိုင်မြို့နယ်အတွင်းမှာ PDF တွေမဝင်ရောက်နိုင်မှုအတွက်ပြည်သူ့ဆက်အမြေခံပြူစောတိတွေကစစ်ဆေးရေးတွေလှုပ်ဆောင်နေတယ်လို့စစ်ကောင်စီအုပ်စုကသတင်းဖြန့်ထားတဲ့သတင်းကိုတင်ဆက်ပေးရမယ်မိထီလာမြို့နယ်အတွင်းကအ धिक လမ်းမကြီးတွေမှာစစ်ဆေးနေတယ်လို့မိထီလာနဲ့မလိုင်နယ်အဆက်ကချေးရွာတွေတဲ့အထိကိုဝင်ပြီးတော့စစ်ဆေးနေတယ်လို့စစ်ကောင်စီအုပ်စုကပြောဆိုထားပြီးတော့မိထီလာမလိုင်တောင်သာနထိုးကြီးဝမ်တွင်းတာစီနဲ့ပျော်ပွဲမြို့က PDF တွေရဲ့ဓာတ်ပုံတွေမှတ်တမ်းတွေနဲ့တိုက်ဆိုင်ပြီးတော့စစ်ဆေးနေတယ်လို့လည်းဆိုပါတယ်ပြူစောတိတွေက ခီးသွားပြည်သူတွေကိုစစ်ဆေးရေးအကြောင်းပြပြီးတော့လက်နက်ပြမိုက်ကြီးခွဲငွေညှက်နေတာလို့ဒေသခံတွေကပြောပါတယ်ဂိတ်ကြီးကောက်ပြီးတော့ပတ်စံတောင်းနေတာပါလို့ဒေသခံတအုပ်ကပြောဆိုထားပါတယ်မိထီလာနဲ့ရမဲသိန်းခရိုင်ဟာကျောက်ဖို့ပါတီကိုထောက်ခံအားပေးမှုများတဲ့နေရာဒေသတွေဖြစ်ပါတယ်စေအုပ်စုဟာအာနာသိမ့်ပြီးတဲ့နောက် နိုင်ငံတော်ဝန်ကကြံ့ခိုင်ရေးပါတီထောက်ခံတဲ့သူတွေကိုစစ်တင်နှံပေးလက်နက်တပ်ဆင်ပေးကပြည်သူ့စစ်အမြေခံပြူစောထီးတွေအဖြစ်နဲ့လက်သက်မွေးထုတ်ပေးနေပါတယ်လက်ရှိမှာမိထီလာနဲ့ရမဲတဲ့နယ်ကလူโซတခိုးထောင်ထွက်နဲ့ဗျံကြအလုတ်သမားအများစုဟာစစ်ကောင်စီအုပ်စုလက်အောက်ခံပြူစောထီးအဖွဲ့တွေကိုဝင်ရောက်ပြီးတော့စစ်ကောင်စီအုပ်စုနဲ့အတူရွာတွေကိုမိရှုပ်လူသက်လူရမှုတွေကိုပူးတွဲပြီးတော့ကျူးလွန်နေကြတာဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ